ဒီနေ့မှာတော့တစုံတယောက်ရဲ့ပစ္စည်းကိုခိုးယူတဲ့နေရာမှာတုံးတဲ့ crime verbs တွေဖြစ်ကြတဲ့ steal နဲ့ rob ရဲ့အသုံးပြုပုံကွာခြားချက်တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ sharing by just ရှင်းမှာဆက်နေကြပါပါလေ။ပထမတစ်ခုဖြစ်တဲ့ stay ကိုတော့ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲအတိအပေးပဲခိုးယူတာမျိုးမှာတုံးပါတယ်။အင်အားတုံးတာဒါမှမဟုတ်ချင်းချောက်တာမပါဝင်ဘဲနဲ့ low wet ဆိုတာခိုးယူခြင်းဖြစ်ပြီး ်စတီးလ်ဆိုတဲ့ဗာဖရဲ့အနောက်မှာအခုခံရတဲ့ပစ္စည်းဥပမာပတ်စံကားတွေကိုထည့်ပြီးသုံးပါတယ်ဥမာအနေနဲ့ someone stole my wallet တစုံတယောက်ကကျွန်ုပ်ရဲ့ပတ်စံအိတ်ကိုခိုးသွားတယ် the tips stole a car last night တခိုးတွေကမင်းညာအကားတစီခိုးသွားတယ်နောက်ဥမာအနေနဲ့ his bicycle was stolen from outside his house သူစပိန်ဟာသူ့ရဲ့အိမ်ရှိရနဲ့ခိုးခံလိုက်ရတယ်နောက်ခုအနေနဲ့ rob ကတော့လူတူနေရအဖွဲစီတစ်ခုကနေအစ်အကျက်ဒါမှမဟုတ်ချင်းချောက်ပြီးအကြမ်းဖက်ပြီးဓမြတိုက်ပြီးခိုးယူတဲ့အခါမှာတုံးပြီးတော့ rock ဆိုတဲ့ verb ရဲ့အနောက်မှာ အမြဲတမ်းလူတို့မဟုတ်နေရာဥပမာ ban sign ကိုထည့်ပြီးသုံးပါတယ်ခိုးခွန်ရတဲ့တူဒါမဟုတ် နေရာကိုအဓိကထားပြီးသုံးပါတယ်ဥမာနေနဲ့ he was robbed on his way home သူအိမ်ပြန်လမ်းမှာသမျှတိုက်ခံရတယ် they robbed the bank သူတို့ဘဏ်ကိုသမျှတိုက်ခဲ့တယ် နောက်ထပ်ဥပမာအနေနဲ့ the criminals plan to rob the jewelry store ရာဇဝတ်သားတွေကရဲနာဆိုင်ကိုတမျှတိုက်ဖို့စီစဉ်ခဲ့ကြတယ်။ကဲဒီလောက်ဆိုရင်တော့ rob nest တေဦးကိုဘယ်လိုတုံးရမလဲဆိုတာနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်။နောက်ထပ်နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမို့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။အားလုံးပဲ bye bye